အော်တိုဘာလ22ရက်နေ့ထို့ကြောင့်လူမြည်တီကပြည့်ညက်တရား၏အချက်မရှိဘဲယုံကြည်ခြင်းအဖြစ်ဖြောက်မဲ့ရာသို့ရောက်တတ်သည်ဟုယူရ၏ယောမောအော်ရာစာခန်းကြီး3ခန်းငယ်28လူအများစု၏ခံယူချက်မှာတာမန်အဖြစ်လူဆိုဒီမှာကောင်းကြသည်ဂရိပညာရှင်အရစ္စတိုတဲကလူရင်ကောင်းွက်မရှိဘူးဆိုတဲ့ကဲ့သို့ဂျူးဘာသာရေးကောင်းဆောင်ဂျယ်ရမီယာက ်စင်ကလုံးသည်ခတ်သိမ်းသောအရာထက်ဆင်းလဲတတ်၏အလွန်ယိုယွင်းသောသဘောရှိစင်ကလုံးသဘောကိုအဘယ်သူသိနိုင်သနည်းယေရမိအနာဂတ်တိကျမ်းအခန်းကြီး7အခန်းငယ်9ကိုဆိုပြန်တယ်တမန်တော်ရှင်ပေါလုကလည်းလူအပေါင်းတို့သည်ဒုစရိုက်ကိုပြု၍ဖျားရခင်ရှေ့တော်၌အသေးပြတ်ကြပြီယောမအော်ရာစာခန်းကြီး3ခန်းငယ်23ကိုဖော်ပြထားရထိုအချက်များမှာလူဆိုဒီမှာကောင်းတယ်ကိုမတတ်မှန်နိုင်မီသို့သော ကျွန်တော်တို့အနေဖြင့်19နှစ်ရာစုနဲ့20ရာစုအစပိုင်းတွင်တင် जा လည်လာခဲ့ရသည့်မှားယွင်းသောအယောဝါဒဖြစ်သည့်လူဆိုသည်မိမိပဝန်းကျင်သားကောင်ဖြစ်သည်ဆိုသည့်အချက်ကြောင့်ဖြစ်ပါသည်။တမန်ကျမ်းစာတွင် လူဆိုသည်မှာအပြစ်သားများဖြစ်ကြသည်ဟုဖော်ပြထားပါသည်။လူသည်တဘောအဖြစ်မနာခံတတ်သူများဖြစ်ရာလူသမိုင်းပထမဆုံးအာခံမှုကိုအေဒီဥယျာဉ်တွင်တွေ့နိုင်ပြီးကောင်းမွန်သောပဝန်းကျင်သည် အရေးမပါသည်ကိုသတိပြုမိနိုင်ပါသည်။ ယနေ့အတွက်ဆုတောင်းကြကျွန်တော်ကိုကျွန်တော်ဟုတ်လာပြီလို့အထင်ခံရတဲ့အချိန်တိုင်းမှာဖျားသခင်ရဲ့အနန္တပြည့်စုံသောဘဝအတ္တတာကိုတရိယာစီတော်မူပါအာမင်ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုဂျေဆုအထူးပဲတင်ရှိပါခင်ဗျာမနေ့ပြန်ပါလေတခြားသောဆုတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရက်ခံလိုပါတယ်အားလုံးကိုဂျေဆုအထူးပဲတင်ရှိပါတယ်နောက်ရက်တွင်မှာပြန်တွေ့ပါအောင်ခင်ဗျာ